ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်ရမယ့်အမေရိကန်ဂျပန်တိုက်ပွဲမင်္ဂလာပေါင်းနဲ့ခါးကြောင်းနဲ့နေကောင်းရင်းမြတ်ဖြစ်ပါစေပရိသတ်များခင်ဗျာဒီနေ့မှာတော့ Action ဇာတ်လမ်းတွေကိုမှဂျိုင်းနေတဲ့တဲ့ပရိသတ်ကြီးတို့အတွက် Letter from Hiroshima ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ2005ခုနှစ်တုန်းက Okasawa ရာကျွန်းစုက Hiroshima ကျွန်းလေးပေါ်မှာဂျပန်စစ်သားတစုကစစ်ပွဲပြီးမှပျက်စီးနေတဲ့လိုင်ကောင်းတွေကိုတွားရောက်ဆစ်ဆီးခဲ့ကြပါတယ်စစ်သားတယောက်ကမြေကြီးထဲမှာတိုးရင်းနဲ့တံပိုးရှိတဲ့တကူးကူကိုထိတွေ့သွားတဲ့အခါမှာတော့အကုန်လုံးတူးထုတ်ခဲ့ပါတယ် ဒုတိယကမ္ဘာစစ်ပြင်းထန်နေတဲ့1944ခုနှစ်မှာတုန်းကမုံဖို့သမားကနေစစ်သားဖြစ်လာတဲ့စိုက်ကိုနဲ့ကီရှိဝါရာတို့ကသူတို့ရဲ့တပ်စုတွေနဲ့ကမ်းခြေမှာဂရုချင်းတွင်းနေရင်းနဲ့ခက်ခဲပင်ပန်းတဲ့အကြောင်းကိုပြောနေခဲ့ကြပါတယ်။စိုက်ကိုကမျိုးချစ်စိတ်မကြီးပဲပြောလိုက်တဲ့အချိန်မှာကပတိန်တာနာတာကသူတို့ကိုတတိထားမိသွားပြီးတော့ပြစ်ပေးခဲ့ပါတယ်။အဲဒီအချိန်မှာပဲအမေရိကန်မှာကြောင်းတက်ခဲ့တဲ့ဂျပန်ပိုချိုကြီးခိုရီပါရာရှိကမျိုးဆောင်တပ်ကိုအုပ်ချုပ်ဖို့ရောက်လာခဲ့ပါတယ်။ကြိုးစိုးပြီးတဲ့နောက်မှာတော့သူကဆိုရီပါရာရှိတောင်နားမှာရှိတဲ့ကမ်းခြေစီကိုသွားခဲ့ပါတယ်။ အဲဒီနောက်သူကကပတိန်တာနာတာကစစ်သားတွေကိုရိုက်နှက်နေတာမြင်တော့သူတို့ကိုရိုက်နှက်နေမဲ့အစားအစာနဲ့ရိတ်ခါဖြတ်ပြီးတော့ပြေးပြေးခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကတာနာတာတို့တက်စုကိုအလုပ်တွေရက်ပြီးတော့ခဏနာဖို့အမိန်ပေးခဲ့ပါတယ်။နေဝင်သွားတော့ပင်ပန်းနေတဲ့စစ်သားတွေကထမင်းတစ်ခွက်နဲ့စံပြုတ်စားရတဲ့အတွက်ပျော်ရွှင်နေခဲ့ကြပြီးအရာရှိအစ်စ်ချောင်းကိုလည်းပြောနေခဲ့ကြပါတယ်။ရရောက်တော့ဗိုလ်ကြီးအီတူကသူတို့ရဲ့လေချောင်းထောက်ပံ့မှုကဆိုင်းမန်စစ်ပွဲကိုကူညီဖို့လေရင်66စီးလွှတ်ပေးဖို့ကူညီပေးပြီးတဲ့ကပြေးပြေးချင်းရောလာတဲ့အကြောင်းကိုတီးပေးခဲ့ပါတယ်။ သူကကာကွယ်ပြူဟာကိုစစ်ကြည့်လိုက်ပြီးမကျေနပ်နိုင်တော့အမြောက်တပ်ကိုပုံမြင်တဲ့နေရာမှာအခိုင်အခန့်အကာအကွယ်ယူထားဖို့စူရီဘာရာရှိကိုအမိန့်ပေးခဲ့ပါတယ်။တချိန်တည်းမှာပဲသူတို့တပ်စုကဗိုလ်ကြီးအာရာဂျီရဲ့စစ်တပ်နဲ့ပူးပေါင်းတိုက်ခိုက်မှာပဲဖြစ်ပါတယ်။နောက်တစ်ခါမှာတော့ဆိုင်ကိုကသူမိမစီကိုစာပို့မလို့လုပ်ခဲ့ပြီးအရာရှိကစားရဲကအမားတွေကိုထောက်ပြခဲ့ကတန်တရားဝဝင်မခံရအောင်လို့အမှန်ပြင်ပေးခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဆိုင်ကိုကတနက်ပြစ်လေးကျင့်နေတော့မှာပဲလွဲသွားတဲ့အတွက်ကပတိန်ဒါနာဒါကအပြစ်တင်ပြောဆိုခဲ့ပြီးတော့တပ်စုတစ်ခုလုံးရဲ့ဖက်နက်တွေကိုစေးကြောဖို့အမိန့်ပေးခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲကြီးတက်နေကြတော့ဗိုလ်ချုပ်ကြီးကခရီပါရာရှိကတိမ့်မိထားတဲ့တင်ကားတွေကလိုတဲ့ပစ္စည်းတွေမရှိသေးတဲ့အတွက်ခုထိပြင်မရသေးတာကိုသိသွားခဲ့ပါတယ်။ဒီနောက်မှာတော့သူကလမ်းဘေးမှာကစားနေတဲ့ကောင်လေးတယောက်ကိုမြင်ပြီးတော့အမေရိကန်မှာတော့သူ့မိသားစုစီစာရေးခဲ့တဲ့အချိန်တွေကိုတတိယသွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့သူကကမ်းခြေမှာစစ်ဆေးကြည့်နေရင်းနဲ့သူ့တငယ်ချင်းအိုလံပစ်ရွှေစည်းစုချင်းဗိုလ်ချုပ်ကြီးဘာရွန်တာကာရှိတယောက်မြင်းစီးပြီးတော့လာပူပေါင်းတာတွေ့တော့ဝမ်းသာသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကစစ်ပွဲကြောင်ဆွေးနွေးခဲ့ကြပြီးတော့တာကာရှိကမေရီယာနာကျွန်းစုစစ်ပွဲမှာ ။ဝူဂျီအိုဇာဝါရဲ့တင်မော်ရီနဲ့လေယာဉ်တွေဖြစ်စည်းခံလိုက်ရကဂျပန်အင်ပါယာရဲ့နောက်ဆုံးနယ်မြေကစစ်ပွဲမှာရှုံးနေသွားပြီဖြစ်ကြောင်းကိုရီဘာရာရှိကိုအတည်ပြုခဲ့ပါတယ်။နောက်တစ်ခါမှာတော့နေဝင်သွားခဲ့ပြီးကိုရီဘာရာရှိနဲ့ဝူဂျီဖူဂျီတာတို့ကအမေရိကန်စစ်သားတယောက်ကဂျပန်စစ်သားတယောက်ကိုဘယ်လိုတိုက်ခိုက်မလဲဆိုတာတည်ပြုခဲ့ကြပြီးစိုက်ကူရိုးကလည်းကြည်င်းနဲ့အံ့ဩနေခဲ့ကြပါတယ်။နောက်တစ်ရက်မှာတော့ကိုရီဘာရာရှိကသူ့ရဲ့စစ်သားတွေကိုကန်ဂျီကဂရုတ်ချင်းနေစံမတူးခိုင်းတော့ပဲနဲ့ကျူးကျော်စစ်ကိုခုခံဖို့ပြူဟာပြောင်းကလှိုင်ကောင်းနေတူဖို့အမေပေးခဲ့ပါတယ်။ အရာရှိတွေကမျက်နှာချင်းဆိုင်တိုက်ခိုက်ဖို့ပဲတွေးပြီးသူ့ကြံကိုစန့်ကျင်တော့ကိုရီဘာရာရှိကဂျပန်ဘက်ကဘာကူညီမှနောက်ထပ်လာတော့မှမဟုတ်တဲ့အတွက်သူတို့တပ်ကတဒက်သေးတောင်းခံရမှာဖြစ်တဲ့အကြောင်းကိုပြောခဲ့ပါတယ်။ရန်နဲငယ်ကြမှာတော့ကျွန်းပေါ်ကစစ်သားတွေကကျမရင်းနဲ့လည်းမညီညွတ်ဖဲနဲ့အစားအစာလည်းကောင်းကောင်းမစားရတဲ့အတွက်ဝမ်းရောဂါဖြစ်ပွားကြကတည်ဆုံသွားခဲ့ကြပါတယ်။အဲဒါကြောင့်ဒိုဂျိုကရဲတပ်သားတယောက်ဖြစ်တဲ့ရှီမီโซပါတဲ့စစ်သားတပ်စုတို့ကသူတို့ရဲ့310နှစ်တိုင်ရင်အတွက်လူစားထိုးဖို့ရောက်လာခဲ့ကြပါတယ်။ ဒီနောက်မှာတော့သူကနိုဇာကီနဲ့သူ့ခြေစုံတငယ်ချင်းကာရှိဝါရာကိုဆုံးရှုံးလိုက်ရတဲ့အတွက်စိတ်အားငယ်နေတဲ့ဆိုင်ကိုရိုးနဲ့တွေ့ခဲ့ပါတယ်။သူကနေရာရသွားတဲ့အခါမှာတော့သူတို့နှစ်ယောက်ကသစ္စာမရှိတဲ့စစ်သားတွေကိုထောက်လန်းဖို့ရောက်လာတာဖြစ်နိုင်တယ်လို့တန်ပြဝင်နေခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့ဆိုင်ကိုကအရင်တော့ကရဲတပ်သားတွေကသူတို့ဖုတ်ထားတဲ့ပေါင်ဖုံးတွေကိုယူကာကုန်ကျန်းတွေကိုလည်းဖြစ်စည်းသွားတဲ့အတွက်မုန်းတီးတဲ့အကြောင်းပြောခဲ့ပါတယ်။ဒီနောက်မှာတော့သူကစစ်မှုထမ်းဖို့စင့်ခေါ်ခံရတော့ကအချိန်ကိုတတိယသွားခဲ့ပြီးတော့ သူမိမကလည်းတုံလို့ချောက်ချားသွားကတက်သားသည့်စူဆောင်ရေးအဖွဲ့ကိုခုံမသွားဖို့တောင်းဆိုခဲ့ပေမဲ့လည်းအလုံးမဖြစ်ခဲ့ပါဘူး။ဆိုင်ကူကသူမိမကိုစိတ်ညစ်ညစ်ထားဖို့ပြောပြီးတော့သူတို့ကလေးတွေနဲ့တွေ့ဖို့အတွက်အကောင်းတိုင်းပြန်လာမယ့်အကြောင်းကလေးပေးခဲ့ပါလေ။နောက်ထပ်ရန်နှဲငယ်ကြမှာတော့လိုင်ကောင်းနေကပူကျဲလာခဲ့ပြီးခိုရီပါရာရှိကလည်းဗိုလ်ကြီးအိုဆူပြီးအနားရအောင်လို့လူစားလဲပေးကာအီဝိုဂျီမာကိုပြန်ပြီးတော့တက်ကိုတောင်းဖို့အမိန့်ပေးခဲ့ပါလေ။အိုဇူကီထွက်သွားခဲ့ပေမဲ့ဘိုဂျီဟာရာရှိကိုခိုရီပါရာရှိကိုရှင်းပြပြီးတော့တိုင်ရင်ကိုအုပ်ချုပ်ဖို့အမိန့်ပေးခဲ့ပါတယ်။ ။နေရှိကအဲ့ဒါကိုကြားလိုက်ရပြီးကိုရီပါရာရှိစီသတင်းပို့ခဲ့ပေမဲ့လေကိုရီပါရာရှိကအမှုမဲ့အမှတ်မဲ့ပဲနေခဲ့ပါတယ်။ဘိုးကြီးအီရှီမာရုရောက်လာတော့သူတို့ဂျုံးကိုအမေရိကန်လေတက်ကလေရင်တွေဝင်ရောက်လာကပြစ်ခတ်ပြီးတော့ပုံကျဲခဲ့ပါတယ်။နေရှိမြင်းပါဝင်ဂျပန်စစ်သားအများစုကရုတ်တရက်တိုက်ခိုက်မှုမှာအငိုင်းမိပြီးတော့တိတ်ဆုံးသွားခဲ့ကြပါတယ်။နောက်ထပ်ရန်နှဲငယ်တီသူတို့စကန်းကခဏခဏဘုံကျဲခံခဲ့ရပြီးဂျပန်စစ်သားတွေကလိုင်ကောင်းတွေထဲမှာပြေးပုန်းခဲ့ရပါတယ် သူမိသားစုစီစာထက်ရင်းနေတော့မှာပဲအမေရိကန်စစ်သမောတွေကဆိုင်းမန်ကိုတင်ပြီးတော့အီရိုဂျီမာကိုဆက်သွားမယ်ကြောင်းကိုရီပါရာရှိကသတင်းရခဲ့ပါတယ်။ပြင်ဆင်မှုလုပ်ပြီးတော့သူကစစ်သားတွေကိုစုရုံးကနိုင်ငံတွက်အသက်ပေးပြီးတိုက်ခတ်ဖို့အားတက်လာအောင်မိန့်ခွန်းပြောခဲ့ပါတယ်။စစ်သားတချို့ကဗျားရှင်မှာဗျားရှင်ကိုနေကြတော့မှာပဲညီရှင်နဲ့ကိုရီပါရာရှိတို့ကသူတို့ချေရတဲ့သူတွေအတွက်စာတွေကိုပြည်သက်ရေးခိုင်းခဲ့ပါတယ်။အမေရိကန်ရေတပ်သင်္ဘောတွေကအီရိုဂျီမာကမ်းခြေကိုဆက်ရောက်လာခဲ့ကြပြီးဂျပန်အင်ပါယာကအရာရှိတွေကလည်းအမိန့်ကိုစောင့်နေခဲ့ကြပါတယ်။ မေရိကန်စစ်သားတွေကကန်ဒနာကိုကတ်လာကြတော့ဂျပန်စစ်သားတွေကပြစ်ခတ်ခဲ့ကြပြီးတော့နှစ်ဖက်တွေ့ပြမှုဖြစ်ပွားကြကာထောင်ထဲချပြီးတည်ဆုံးခဲ့ကြပါတယ်။နောက်တစ်ခါမှတော့ကိုရီဘာရာရှိကသူ့ရဲ့အရာရှိတွေစီကနေဆူရီဘာရာရှိတောင်ပေါ်ကတပ်တွေကအကောင်းတိုင်းရှိသေးတဲ့အကြောင်းတင်ပြရခဲ့ပါတယ်။ရန်သူတွေကလည်းနှစ်ဖက်ညက်ပြေးတိုက်ခိုက်နေကြကာကမ်းခြေကိုဖျက်ချော်နိုင်ခဲ့ကြပြီးတော့ဆူရီဘာရာရှိတောင်ကိုရောက်လာခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲကပတိန်တာနာတာကစိုက်ကိုကိုလက်နက်တွေထောက်ပံ့ပေးဖို့ဗိုလ်ကြီးအာရာရှိစီကိုတရင်ဖို့ခိုင်းခဲ့ပါတယ်။ ဒါမဲ့လေဆိုင်ကိုရောက်သွားချိန်မှာတော့ကိုရီပါရာရှိကစကားပြောဆက်ကနေတက်ပြန်ဆုပ်ခိုင်းတာကိုအာရာရှိကအမိတ်မနာခံပဲနဲ့ဆိုင်ကိုကိုသူတို့တက်ဖွဲ့ကိုတေခံတိုက်ဖို့ပြောခိုင်းခဲ့ပါတယ်။ကပ္ပိန်နဲ့တခြားစစ်သားတွေကအမိတ်တိုင်းသူတို့ကိုသူတို့ဖောက်ခွဲပြီးတော့တတ်တည်နေကြတော့မှာပဲ။ဆိုင်ကိုကဇူရီမီကိုဇူရီပါရာရှိရဲ့အမိတ်တိုင်းစစ်တိုက်ခိုင်းရင်းနဲ့မိုဒူရာမာကနိုင်ကောင်းနေစီကိုပြန်ဆုပ်ဖို့စီရင်ခဲ့ပါတယ်။နိုင်ကောင်းနေတဲ့ကနေဖြတ်သွားတဲ့လမ်းမှာတော့သူတို့ကအမေရိကန်စစ်သားတယောက်ကိုတတ်နေတဲ့လမ်းပြောင်နေတဲ့စစ်သားတွေနဲ့တွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူတို့ကနိုင်ငံတဲကထွက်သွားခဲ့ကြပြီးအမေရိကန်ရေတပ်ကသူတို့ကိုလမ်းပစ်ခဲ့ပါတယ်။တိမ်မကြခင်မှာပဲသူတို့ကဘူဂျီအီတိုနဲ့တွေ့ခဲ့ပြီးဂုံယူစွာမတက်သေးဘဲနဲ့ထွက်ပြေးခဲ့တဲ့အတွက်ပြစ်တင်ခံခဲ့ရပါတယ်။အဲဒီနောက်သူတို့ကမိမနာခံမှုနဲ့ကွပ်မျက်ခံရတော့မယ့်အချိန်မှာကိုရီဘာရာရှီရောက်လာကပြန်ဆုပ်ဖို့သူကမိပေးခဲ့တာဖြစ်ကြောင်းတီးပြုတ်ပေးခဲ့ပါတယ်။ဆိုရီဘာရာရှီတောင်းကတိမ်မက်ခံလိုက်ရတာကိုတွေ့တော့သူကထိတ်လန့်သွားခဲ့ပြီးတော့အမေရိကန်တွေကတောင်းကုန်းတွေမှာတက်ဖြန့်ထားတော့မှာကိုသဘောပေါက်သွားခဲ့ပါတယ်။ ။ဒီနောက်မှာတော့သူကအီတိုကိုမတိမချင်းဆက်တိုက်ဖို့အမိန့်ပေးခဲ့တော့အီတိုကဒုံလို့သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အီတိုကစိုက်ကိုနဲ့ရှီဇိုမီကိုဘိုဂျီဟာရာရှီရဲ့တက်တွေနဲ့ပူးပေါင်းကာဆိုရီပါရှီတောင်ကိုပြန်သိမ်းဖို့အမိန့်ပေးခဲ့ပြီးကိုရီပါရာရှီရဲ့အမိန့်ကိုမနာခံကြောင်းလည်းပြခဲ့ပါတယ်။ဘူဂျိုကြီးကဘယ်ရောက်နေမှမသိပေမဲ့စစ်သားတွေကကြီးတက်ခဲ့ကြတဲ့အတွက်ချုံကိုတိုက်ခိုက်ခံလိုက်ရကအများပြားလဲတည်ဆုံသွားခဲ့ပါတယ်။အီတိုကလိုင်ကောင်းတဲ့ကိုပြန်လာကကျန်တဲ့စစ်သားတွေကိုပြစ်တင်ခဲ့ပေမဲ့ညီရှိကကိုရီပါရာရှီယာဟာရာရှီရဲ့တိုက်ခိုက်ဖို့အမိန့်ကိုပယ်ချခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။ နောက်မှပဲမနေခြင်းတဲ့အတွက်သူကအမိတ်မနာခံတော်ဘဲနဲ့ရှေ့ထွက်သွားကသူ့လူတွေကိုသူ့ကိုထားခဲ့ဖို့ပြောခဲ့ပါတယ်။ဒီနောက်မှာတော့သူကရန်သူတင်ကားတစ်စီးကိုအသေးခံဘုံခွဲဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲကိုရီပါရာရှိကဟာရာရှိတပ်ဖွဲ့ရဲ့အသေးခံတိုက်ခိုက်မှုကြောင့်ကြားခဲ့ရပြီးတော့ဌာနချုပ်ကနောက်ထပ်တပ်ကိုပို့ပေးနိုင်မှာမဟုတ်တဲ့အတွက်အီရိုဂျီမားကိုကာကွယ်ဖို့တိုက်ခတ်ရင်းနဲ့အသေးခံစီစဉ်တဲ့အကြောင်းရေးထားတဲ့စာကိုရကစိတ်ပြေအာရုံသွားခဲ့ပါတယ်။တိုက်ပွဲတွင်မှာနီရှီကဒဏ်ရာရနေတဲ့အမေရိကန်စစ်သားဆန့်ကိုတွေ့ခဲ့ပြီးသူ့ရဲ့လူတွေကိုဖမ်းခိုင်းကာနိုင်ငံကောင်းလေးကိုခေါ်ခိုင်းခဲ့ပါတယ်။ တနားသွားတဲ့နေရှိကရန်သူစစ်သားရဲ့ဒဏ်ရာတွေကိုကုသခံခဲ့ပါတယ်။နောက်တစ်ခါမှာတော့သူကကယ်လီဖိုးနီးယားပြည်နယ်လော့အင်ဂျယ်လီမှာ1932ခုနှစ်တုန်းကအိုလံပစ်ပြိုင်ပွဲဝင်ဖို့သွားနေခဲ့တဲ့အတွက်ကျွမ်းနေတဲ့အင်္ဂလိပ်ဘာသာနဲ့စံကိုစကားပြောခဲ့ပါတယ်။သူကသူနဲ့သူ့ရဲ့မျက်မှောက်ကိုပြရင်းနဲ့အိုကလာဟိုမားဒေသခံတွေကသူ့ကိုယုံကြည်တဲ့အကြောင်းရှင်းပြလိုက်တော့နှစ်ယောက်သားလက်ဆွဲနှုတ်ဆက်ပြီးတော့ယဉ်ကျေးသွားခဲ့ကြပါတယ်။ခဏကြာတော့ရှီမီဇူကစိုက်ကိုကိုသူစစ်မှုထမ်းခဲ့ရတဲ့အကြောင်းရင်းကိုပြောပြခဲ့ပါတယ်။ သူနဲ့သူ့ရဲ့အထက်လူကြီးကနိုင်ငံသားတယောက်ရဲ့အိမ်ကိုသွားကဂျပန်အင်ပါယာရဲ့အလံကိုလွှင့်တူမထားတဲ့အတွက်ပြစ်တင်ခဲ့ကြပါရယ်။အရာရှိကအင်ရှင်ခွေးရဲ့ဟောင်းတန်ကြောင့်နာကြီးကစီဇိုမီကိုတတ်ခိုင်းခဲ့ပါရယ်။ဒါမဲ့လည်းသူကခွေးကိုအနောက်ကိုခေါ်သွားကတနက်ကိုလီထဲပြစ်ပေါက်ပြီးတော့တတ်ချင်အောင်ဆောင်ခဲ့ပါရယ်။ကံကောင်းတာကတော့သူတို့ထွက်သွားတဲ့အချိန်မှာခွေးကထောက်အောင်ခဲ့ပြီးအရာရှိကဒေါသထွက်သွားကသူ့ကိုရိုင်းနေပြီးတော့ရဲတပ်သားဖြစ်ငါရဲ့တာဝန်ထမ်းဆောင်ပြီးနောက်မှာတော့အလုပ်ဖြုတ်ခံခဲ့ရပါရယ်။အဲဒီအချိန်မှာပဲခူရီပါရာရှီက1920တုန်းကအမေရိကန်ဂျပန်မဟာမိတ်မှာ1910ခုနှစ်ထုတ် 45 pistol တနက်ဆူရခဲ့တာကိုတတိယသွားခဲ့ပါတယ်။မကြာခင်မှာပဲဆန်ကလည်းဆုံးသွားကာနီရှိကအစမ်းမေးရေးပေးထားတဲ့စာကိုဖက်ကြည့်နေခဲ့ပါတယ်။ရုတ်တရက်နောက်ထပ်ဘုံကျဲခံလိုက်ရပြီးတော့နီရှိကအစမှန်ကမျက်စိကန်းသွားခဲ့ပါတယ်။ဒီနောက်မှာတော့သူကသုံးဝင်တော့တဲ့အတွက်ဘုံမှုအုပ်ကူဘိုးကိုရာထူးလွဲပေးကာသူ့ရဲ့တပ်သားတွေကိုသူ့ကိုထားခဲ့ခိုင်းခဲ့ပါတယ်။စစ်သားတွေကနှုတ်ဆက်ပြေးထွက်သွားချိန်မှာတော့နီရှိကသူ့ကိုသူတနက်နဲ့ပြစ်ပြီးတော့တတ်တည်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ရှီဇူမီကစိတ်သက်ကြနေခဲ့ပြီးအမေရိကန်တွေကလူရိုင်းတွေလိုယုံခဲ့မိတာကိုနောက်တရကြောင်စိုက်ကိုကိုပြောခဲ့ပါတယ် တို့ကလက်နက်ချဖို့ဆုံးဖြတ်ကဝိုင်းယောဂါကြောင့်တပ်ဖွဲ့ကလည်းထွက်ခွာခဲ့ကြပါတယ်။အိုဂူဘောကတို့ကိုမြင်သွားပြီးနောက်ကနေလမ်းပြလိုက်ပေမဲ့ရှီမီဇူကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ခဏကြာတော့အမေရိကန်စစ်သားတွေကသူ့ကိုတွေ့ပြီးတော့ရေတိုက်ခဲ့ပါတယ်။ဒီနောက်မှာတော့သူကဖမ်းခံထားရတဲ့တိုင်ရင်314ကစစ်သားတယောက်နဲ့တွေ့ခဲ့ပြီးတော့စစ်ပွဲပြီးတော့ဗာစစ်လုံးကြမလဲလို့ဆွေးနွေးခဲ့ကြပါတယ်။ဒါမဲ့လေအဂျင်နာမဲတဲ့အမေရိကန်စစ်သားတယောက်ကသူတို့ကိုလက်တော့ပြန်မှာကြောက်ပြီးတော့တပ်ပစ်ခဲ့ပါတယ်။ ောက်တစ်ခါမှာတော့ရှီမီဇူရဲ့အလောင်းကိုအိုဂူဘိုရဲ့တပ်ဖွဲ့ကတွေ့သွားကာစိုက်ကူကတုံ့လို့သွားခဲ့ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့အိုဂူဘိုတို့ကဂူရီပါရာရှီနေတဲ့လိုင်ကောင်းကိုရောက်လာခဲ့ကြပါပြီ။ဒါမဲ့လည်းသူတို့ကဝိုင်းထားတဲ့အမေရိကန်ရေတပ်ရဲ့ခြုံကိုတိုက်ခိုက်တာကိုခံလိုက်ရပြီးတော့အိုဂူဘိုတယောက်တည်သွားခဲ့ပါတယ်။သူတို့ကဂူရီပါရာရှီစီကိုရောက်အောင်သွားခဲ့ကြပေမဲ့အထက်ရောက်တော့ရိခာနဲနေတာကိုတွေ့ခဲ့ရပါတယ်။သူကစိုက်ကိုကိုအီတိုရိုတက်ကစစ်သားမှန်မှတ်မိသွားကရက်ခိုင်းခဲ့ပြီးတော့စိုက်ကိုကလည်းသူ့အသက်ကို၂ချိန်ကယ်ခဲ့တဲ့အတွက်ဂျေဆုတင်ကြောင်ပြောခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးကတော့အကုန်လုံးက၃ငိန်၃ငါဖြစ်လာလေးရှိတဲ့အကြောင်းပြောခဲ့ပါတယ်။နောက်တစ်ခါမှာတော့သူမိမဟာနာကိုစီကိုစာရင်းနေတော့မှာပဲဇိုက်ကိုကစားဖို့တီကောင်တွေတူးဖို့အမိန့်ရခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့ကရေဒီယိုကနေဟီရိုကြီးမစစ်သားတွေနဲ့တက်ဆိုင်တဲ့တခြင်းတို့ကိုမျှဝေနားဆင်ကြရင်းနဲ့ဇိုက်ကိုနဲ့ခူရီပါရာရှိတို့ကတငယ်ချင်းဖြစ်လာခဲ့ကြပါတယ်။တံမြန်တိုက်ခဲမှုစတင်တော့ခူရီပါရာရှိကဇိုက်ကိုကိုနောက်မှနေကစစ်သက်တာတွေအပါဝင်ဇာရွက်စာရန်တွေကိုမိရှုပြခိုင်းခဲ့ပါတယ်။ဒါကသုံးချိန်မြောက်ဇိုက်ကိုအစ်စ်ကိုကယ်တင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ လက်နက်တွေကင်ဆောင်ပြီးတော့ညှောက်တဲ့အချိန်မှာကိုရီပါရာရှီကသူ့ရဲ့စစ်တပ်ကိုစစ်မေပြင်စီကိုဥဆောင်သွားခဲ့ပါတယ်။အပြန်လည်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့သူ့ရဲ့လူတွေလည်းအများကြီးကြားကြကသူလည်းဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။ဝကြီးဖူဂျီတာကတော့ဒဏ်ရာရနေတဲ့သူ့ကိုတွေ့တော့လုံခြုံတဲ့နေရာစီကိုခေါ်သွားပေးခဲ့ပါတယ်။အဲဒီအချိန်မှာပဲဗိုလ်ကြီးအီတိုကဒေကန်ဘုံခွဲမဲ့အစီအစဉ်ကိုဖျက်ပြီးတော့ရှောက်သွားနေတော့အမေရိကန်ရေတပ်တွေဖမ်းတာခံခဲ့ရပါတယ်။နောက်တစ်ရက်မှာတော့မလုံနိုင်တော့တဲ့ကိုရီပါရာရှီကဖူဂျီတာကိုသူ့သားနဲ့ကောင်းဖြတ်ပြီးတော့တပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဲဒီအချိန်မှာပဲအမေရိကန်စနိုက်ပါတယောက်ကဖူဂျီတာကိုချက်ကောင်းပစ်ခဲ့ပါတယ်။ခဏကြာတော့ဆိုင်ကိုကဂူရဲကနေထွက်မသွားခင်မှာသူတွေ့ခဲ့တဲ့စာရီကိုမြှုပ်ပြီးတော့တရွင်းကိုယူလာကတောင်ကုန်းပေါ်ကိုရောက်လာခဲ့ပါတယ်။ကိုရီဘာရာရှိကသူ့ကိုဘယ်သူမှမမြင်နိုင်တဲ့နေရာမှာမြှုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီနောက်မှာတော့သူကအမေရိကန်ကကန်နာယာကိုဖြတ်ပြီးတော့ကားမောင်းနေကသူသားကိုအိမ်ပြန်လာပြီလို့ပြောခဲ့တဲ့အချိန်ကိုပြန်မှတ်ရနေခဲ့ပါတယ်။သူကဆိုင်ကိုကိုသူတို့ကဂျပန်မြေပေါ်မှာရှိနေသေးတာလားလို့မေးလိုက်တဲ့အခါမှာတော့ ။ဇိုက်ကိုကလည်းရှိသေးတယ်လို့ဖြေလိုက်ကကိုရီပါရာရှိကသူ့ကိုသူတနက်နဲ့ပြစ်ခဲ့ပါရယ်။ဇိုက်ကိုကသူ့ကိုမျိုးဖို့ဆွဲသွားတော့အမေရိကန်စစ်သားတွေရောက်လာကဖူဂျီတာအလောင်းကိုစစ်ကြည့်ခဲ့ပါရယ်။သူတို့ကကြောင်ချော်ချားဖြစ်နေတဲ့ဇိုက်ကိုကိုရှာတွေ့ခဲ့ပြီးစစ်သားတယောက်ကကိုရီပါရာရှိရဲ့ပစ္စတိုကိုစိုက်ကြည့်နေခဲ့ပါရယ်။ဒီနောက်မှာတော့ဇိုက်ကိုကမောက်သိခံလိုက်ရကသတိလည်သွားခဲ့ပေမဲ့နိုးလာတဲ့အခါမှာတော့သူကစိတ်ကမ်းမှရောက်နေခဲ့ပြီးတခြားတန်ရာရနေတဲ့စစ်သားတွေလိုမျိုးကုသမှုခံယူနေခဲ့ပါရယ်။ နေဝင်သွားတော့သူကအသက်ရှင်နေသေးတဲ့ဝမ်းသာပြီးတော့ပြုံးခဲ့ပါတယ်။အခုတော့ရှာဖွေရေးဖွဲ့ကမြေကြီးတဲ့ကိုတူပြီးသွားကလွန်ခဲ့တဲ့နှစ်နဲ့ငယ်ကစိုက်ကိုမြှုပ်ခဲ့တဲ့စာရီထည့်ထားတဲ့အိတ်ကိုတွေ့ခဲ့ရပါတယ်။သူတို့ကအိတ်ကိုတုံချလိုက်တဲ့အခါမှာတော့ရဲရဲနဲ့စစ်သားတွေရဲ့စာရီထွက်ကြလာခဲ့ပါတယ်။နောက်ပိုင်းမှာအဲဒီစာရီကိုဂျပန်သမိုင်းပညာရှင်တွေကလေးလာခဲ့ကြပြီးတော့မော်ကွန်းတိုက်ထဲမှာတင်ထားခဲ့ကြပါတယ်။ဇလန်ဒီကတော့ဒါပါပဲခင်ဗျ။အစိုးရနားဆင်ပေးခဲ့ကြတဲ့ဒူးချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါတယ်။